为闽老百姓 MBA သတင်းဌာနရဲ့ဒီကနေ့အောက်တိုဘာ10ရက်နေ့လည်ကင်းတီရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျမခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်အထူးခြားဆုံးနေ့လည်ကင်းသတင်းတွေတဲ့လေကြောင်းတိုက်ခိုက်မှုနဲ့မြေပြင်စစ်ဆေးနှစ်ဆတုံမြင်မှုဆုံးဖြတ်ထားတဲ့စစ်ကော်မရှင်ဆိုတဲ့သတင်းနေပြီးတော့ကဘားနဲ့ကလပ်တွေမှာမူရဲ့ဆေးဝါးနဲ့စိန်တွေးနေတဲ့စစ်တပ်နဲ့ဝန်ထမ်းတွေရဲ့သတင်းမြန်မာမှာဖွင့်ပြလာတာမှုခင်းတွေသာရှိတယ်လို့ပြောလာတဲ့တန်မတ်ကြီးဦးကျော်မိုးထွန်းဆိုတဲ့ ဲ့တဲ့ကိုလာအတွင်းအလင်းဝင်လာတဲ့စစ်သားနဲ့တုတ်ပန်း2000ကျော်အထိရှိလာတဲ့တဲ့ကော့ကရိတ်မြောက်ဘက်ပိုင်းကရွာတွေအလုံးစစ်တပ်ကပြန်လည်ထိန်းချုပ်သွားပြီဆိုတဲ့တဲ့အမေရိကန်ကျောင်းသားချင်းငွေဒေါ်လာတစ်တသမာ6ထရီလီယံကိုဟုတ်ကလိကကိုရောင်းမှုစီစဉ်နေတဲ့ထရန့်ဆိုရဆိုတဲ့အဲ့လိုထူးခြားဆုံးဖြစ်ခဲ့တဲ့နေ့လေကင်းပြည်တွင်းပြည်ပတဲ့တဲ့တွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီကနေ့နေ့လယ်ပိုင်းထိထူးခြားဆုံးရရှိထားတဲ့သတင်းတွေတဲကလေကြောင်းတိုက်ခိုက်မှုနဲ့ပြည်ပြင်စစ်စင်ရေးနှစ်ဆတိုးမြင့်မှုဆုံးဖြတ်ထားတဲ့စစ်ကော်မရှင်သတင်းမှာပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်တာကြောင့်စစ်ကော်မရှင်ကပြည်ပြင်စစ်ကြောင်းထိုးတာနဲ့လေကြောင်းတိုက်ခိုက်မှုတွေနှစ်ဆတိုးမြင့်မှုဆုံးဖြတ်ထားတယ်လို့သိရပါတယ်။အခုလအော်တိုဘာလဇန်ပိုင်းကစစ်တပ်ရဲ့ ကြီးရင်လင်းညှိနှိုင်းကုတ်ကဲရီမှုဘိုးချုပ်ကြီးကျော်စော်လင်းဦးဆောင်တဲ့ Joy of Command COC စီဝေးမှာအခုဆုံးဖြတ်ချက်ကိုချခဲ့တာလည်းဖြစ်ပါတယ်။အခုလိုလင်းချောင်းတိုက်ခိုက်မှုနဲ့မြေပြင်ထိုးစစ်ဆင်မှုတွေနှစ်ဆတိုးဖို့ဆုံးဖြတ်လိုက်တာဟာရွေးကောက်ပွဲမတိုင်မီရှားနိုင်တဲ့လောက်မျိုးတွေပြန်သိမ်းမှုအတွက်စီးရင်စီမံချက်နဲ့လှုပ်ဆောင်တာလည်းဖြစ်ပါတယ်။ ကျော်စွာလင်းကအခုဆုံးဖြတ်ချက်ကိုချမှတ်ပြီးတဲ့နောက်ပထမဆုံးအနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကိုထိုးစစ်ဆင်မှုလှုပ်ဆောင်နေပြီးတော့အော်တိုဘားလာအတွင် အပိသက်တိမ့်နိုင်ဖို့လဲလှုပ်ဆောင်ထားပါတယ်။ စစ်ကောင်မရှင်ကစစ်ရဲအတွက်အရေးပါဆုံးဖြစ်တဲ့လေကြောင်းအရေးတာမှုကိုအသာချက်အဖြစ်အသုံးပြုပြီးပါရာမော်တာ၊ဂျိုင်ယိုကော့ပတာတွေကို အတိတ်ကအသုံးပြုပြီးတော့နီလန်ပေါင်းစုံနဲ့ထိုးစစ်တွေပြုလုပ်တော်မှလည်းဖြစ်ပါတယ်။အခုလိုစနစ်တကျနဲ့စစ်ရဲစီမံချက်လှုပ်ဆောင်ပြီးတော့လေကြောင်းရဲ့အားကိုယူတာဟာစစ်တပ်ဆွမှုတဲ့နေမြေတွေကိုပြည်သူတွေပုံမရှိပြောင်းလာဖို့ရည်ရွယ်ထားတဲ့အပြင်ရွေးကောက်ပွဲအတွက်မဲပေးသူများပြားလာဖို့လည်းရည်ရွယ်ထားလည်းဖြစ်ပါတယ်။ ထပ်မံတင်ဆက်ပေးခြင်းတဲ့တင်ကတော့နေပြည်တော်ကဘားနဲ့ကလပ်တွေမှာမိုးရင်စေဝါနဲ့စိန်တွေ့နေတဲ့စစ်တပ်နဲ့ဝန်ထမ်းတွေရဲ့တင်ဖြစ်ပါတယ်။နေပြည်တော်ကောင်စီနေမြေမှာရှိတဲ့ဘားနဲ့ကလပ်တွေမှာစစ်ကောင်ရှင်လောက်ကန်တက်ထိန်ရှင်ထိန်ထွေအုံရဲနဲ့ကာညာနာဝန်ထမ်းတွေဟာမိုးရင်စေဝါတွေတုံးပြီး စိန်တွေ့နေရလို့သိရပါတယ်။အဲဒီလိုဘားနဲ့ကလပ်တွေမှာစိန်ခံမှုအတွက်စစ်ကောင်ရှင်လောက်က အဖွဲ့တွေဟာရုံးပိတ်ရက်တွေမှာဝန်ထမ်းတည်တံကိုဝင်းညစ်နေတဲ့စီမံကိန်းဖြစ်ပြီးဝန်ထမ်းချင်းတူရင်တော့ထဲချောင်းငွေတောင်းသေးတာလိုင်စင်လေးပြပအောင်ကစတာပဲလို့စစ်ကောင်ရှင်ဝါဒပြန် Telegram Channel တခုဖြစ်တဲ့ဘကောင်ကအရေးသားထားပါတယ်။ချမ်းသာနေဘေဝန်ထမ်းမှာဝန်ထမ်းလုပ်နေတော့ဘူးနိုင်ငံတော်ဝင်အလို့အစဉ်ပြေအောင်ရှေ့စုမဲစုလေးနဲ့အစဉ်ပြေတို့သွာလာနေရတယ်။အများ ူငါရုံပရဲ့စနေတနင်္ဂနွေတွေမှာရုံတက်ဖို့ရုံအောင်မရောက်သေးဘူး။ငွေကညှက်ခံနေရပြီးဝန်ထမ်းချင်းချင်းကောင်းစီနေမြေတီးတက်မယ်။ရှမ်းမြောက်တို့ရခိုင်တို့ကိုတွားရမှာဖင်တော့နဲ့ကောင်းနေလို့ ပကောင်ကရေးသားထားပါတယ်။အခုလိုစစ်ကောင်ရှင်လောက်ကဝန်ထမ်းချင်းချင်းကိုဝင်ညစ်နေတဲ့တက်ထင်းရှင်ထင်းထွေုံနဲ့ကာညနာဝန်ထမ်းတွေရဲ့ပုံနဲ့တကွာဘေယုံကဘသူပါတယ်ဆိုတာကိုလည်းထုတ်ဖော်သွားမယ်လို့ဝါရဖြန့်ပကောင်ကစိန်ခေါ်ထားပါတယ်။အဲ့ဒီဌာနဆိုင်ရာဝန်ထမ်းတွေကတကယ်ဖမ်းရမယ်။ဘားကလပ်တွေကမူရင်းစင်းနဲ့ကာမအမောင်တွေကိုမဖမ်းတာကလည်းရှင်ထင်းရဲ့တွေရဲမေတွေကအစားဘားနဲ့ကလပ်တွေမှာပျော်ပါနေလို့မဖမ်းတာဖြစ်တယ်လို့သူက ဆိုထားပါတယ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာမြန်မာနိုင်ငံမှာရှိတဲ့စစ်ကောင်ရှင်လောက်ကန်လုံဆောင်ရေးတပ်ဖွဲ့ဝင်တွေဟာပြည်သူတွေကိုအကြောင်းမြမြပြဝင်နစ်တောင်းခံမှုတွေတွေ့တင်ကြကြပြုတ်လုလာတာဖြစ်ပြီးတော့အခုသူတို့ဝန်ထမ်းချင်းချင်းကိုပါငွေညှစ်လာတဲ့အတွက်စစ်တပ်လော်ဘီတွေပါအတန်တွေထွက်ပေါ်လာတာပါတတိယသတင်းလေးနဲ့ပြောပြပေးမှကတော့မြန်မာမှာဖွင့်ပြလာတာမုတ်ကင်းတွေသာရှိရလို့ပြောလာတဲ့တန်မတ်ကြီးဦးကျော်မိုးထွန်းအကြောင်းပါ မြန်မာနိုင်ငံမှာဖွံ့ဖြိုးတိုးတက်လာတာဟာအမှုအခင်းတွေသာဖြစ်တယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအငြင်းတန်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကပြီးခဲ့တဲ့အောက်တိုဘာ6ရက်ကနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာမိန့်ခွန်းပြောကြားရာမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါပြင်ဥကြောင်မိုးထွန်းကစေအုပ်စုရဲ့ကြီးလေးလာတဲ့စစ်ရာဇဝဲမှုတွေစစ်တပ်ကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့မြမပြည်သူတွေအကြောင်းနဲ့စေအုပ်စုကပြုလုပ်မဲ့အတူရောင်ရွေးကဝန်းစီစဉ်မှုတွေဟာအကြံဖတ်မှုနဲ့မတည်ငြိမ်မှုကိုပုံမဖန်တီးနေတာဖြစ်တယ်လို့လဲသူကကုလသမဂ္ဂမှာပြောခဲ့ပါသေးတယ်။ တရုတ်စမွန်စာနဲ့လုံမဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာဆိုင်ဝမ်းအနေနဲ့တရုတ်တပောက်ပြောနေရမျိုးမဟုတ်ပဲစူးစီးမှုအင်အားနဲ့ကန့်ကွက်ရှုတ်ချပယ်ချကြဖို့လိုပါတယ်ပြီးတော့အာဆီယံအနေနဲ့ပယ်ချဖို့ဒါရီကိုအန်ယူချီအစိုးရအနေနဲ့တန်တမန်ရေးအထက်လှုပ်ဆောင်မှုလိုပါမယ်လို့ရန်ကုန်ခြေဆိုင်နိုင်ငံရေးဆောင်ပါရှင်တို့ကပြောပါတယ် အလဲကြအလဲစင်မီပေးတာဟာမြန်မာပြည်သူတွေရဲ့လူနေမှုဘဝနဲ့ရင်းနှီးကျွမ်းဝင်လာတဲ့အသွင်ဆောင်လာပြီးတော့အင်တာနက်အသုံးပြုခြင်းအတွက်ကြားခံ VPN အသုံးပြုနေရကလူငယ်အများစုဟာစစ်တပ်ရဲ့အသင်ချက်တပ်သားစုဆောင်မှုကြောင့်ညချိန်နေကနေထွက်ခွာရန်ပင်ကြောက်ရွံ့နေရတယ်လို့တန်မတ်ကြီးကဆိုပါတယ်။ တန်မတ်ကြီးကလူခွင့်ဆိုင်ရာမဟာမင်းကြီးအနေနဲ့လုံခြုံရေးကောင်စီကိုညွှန်ကြားပြီးတော့မြန်မာနိုင်ငံအခြေအနေကိုနိုင်ငံတကာရာဇဝတ်ခွင့်ရုံးထံမဆိုင်မတော့အလွှတ်ပြောင်းပေးဖို့ကိုလည်းထပ်မံတောင်းဆိုခဲ့ပါတယ်။ နိုင်ငံတကာကလည်းရှားရညီလန်းတွေကိုအတုံးပြုပြီးတော့စစ်တပ်ရဲ့ရက်ဆက်ကြမ်းကြုံမှုတွေရပ်တန့်ပေးဖို့နဲ့ပြည်သူတွေရဲ့အသက်ကိုကယ်တင်ကာကွယ်ပေးဖို့ကိုတန်မတ်ကြီးကကုလသမဂ္ဂမှာတောင်းဆိုခဲ့ပါတယ်။ဆက်လက်ပြီးကုလအတွင်းအလင်းဝင်လာတဲ့စစ်သားနဲ့တုတ်ပန်း2000ကျော်အထိရှိလာတဲ့သတင်းကို ပြောပြပေးပါမယ်။2025ခုနှစ်ကုလတာအတွင်းအလင်းဝင်လာတဲ့စစ်သားနဲ့တုတ်ပန်း2000ကျော်ရှိလာပြီလို့ပြည်သူ့ပန်းတိုင်အဖွဲ့ကထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလကစပြီးတော့စက်တင်ဘာလအထိအလင်းဝင်တဲ့စစ်တုံ့ပန်2021ခုရှိလာတာပါစကမစစ်ကော်မရှင်တွေရဲ့ရွေးစရာမရှိတဲ့အကောက်ကြံပွဲကြီးရွေးကောက်ပွဲကအောက်စင်နင်းပြရရဲ့ဘဝကိုဘာမှပြောင်းလဲမပေးနိုင်တာကရုတ်ချင်းနဲ့အိမ်မက်ဆုံးမှတ်နေရတဲ့ကြံရဲဘော်တွေတည်တင်ကြပါပြီလို့ပြီးသူပန်တိုင်ကဆိုပါရယ် စစ်ကောင်ရှင်ရဲ့ထိပ်ပိုင်းစစ်ပုံချုပ်တွေရာတို့အချွတ်လဲတဲ့တင်းတွေနဲ့အပြိုင်အောက်ခြေစစ်တီတွေဟာပြည်သူ့ဘက်အလင်းဝင်ကူးပြောင်းတဲ့တင်းတွေဟာလည်းအစင်လာမပြတ်ရှေ့ဆက်နေကြဆဲဖြစ်ပါတယ်။ တော်လဟင်အားစုတွေအနေနဲ့စစ်တပ်ကစစ်မှုထမ်းတတ်တာတဲ့စုဆောင်နေတာကို မချေပြတ်နိုင်သေးဘူးဆိုတော့စစ်သားတွေအလင်းဝင်လာအောင်ထိရောက်အကောင်နဲ့ဖြူအားတွေချပြီးတေချာအားဆိုင်လှုပ်ဆောင်ကြဖို့လိုမယ်လို့နယ်စပ်ဒေသအခြေဆိုင်စီဒီအရာရှိတဦးကပြောပါရယ်စက်တင်ဘာစတုဒ္ဓဘတ်အတွင်းမှာစစ်မှုထမ်းတတ်တာတဲ့14ဦးအလင်းဝင်လာပြီးတော့စစ်တုပ်ပန်းအဖြစ်ဖမ်းဆီးရမိသူ18ဦးထိရှိတယ်လို့ပြည်သူ့ဗန်နိုင်ကထုတ်ပြန်ထားပါသေးတယ်အခုလိုအလင်းဝင်လာတဲ့စစ်သားနဲ့ဖမ်းဆီး ရမိတဲ့စစ်တုပ်ပန်းတွေရှိနေပေမဲ့လာစဉ်အဓမ္မဆုဆောင်ခံရတဲ့စစ်မှုထမ်းအရေးအတွက်ဟာခက်မှန်ထားတာထက်ပုံမှန်များပြနေတဲ့အတွက် ညချိန်မညီဘူးလို့မြမစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလိလာရေးအဖွဲ့ MDSI ကထုတ်ပြန်ထားပါတယ်။စစ်မှုထမ်းသက်သာတွေမထွက်ပြေးဖို့စစ်တပ်ကဝါရပြန့်ချိန်ချောက်မှုတွေနဲ့အလင်းဝင်မှုအတွက်တော်လင်းတပ်ဖွဲ့တွေကိုဆက်သွယ်ရမယ်နီလန့်တွေမသိရှိတဲ့အတွက်သက်သာတွေဟာထွက်ပြေးလွတ်မြောက်ဖို့ခက်ခဲနေရလို့ MDSI ကဆိုပါတယ်။ ပြည်တွင်းနဲ့နောက်ဆုံးသတင်းအနေနဲ့ကော်ကရိတ်မြောက်ဘက်ပိုင်းကရွာတွေအလုံးစစ်တပ်ကပြန်လည်ထိန်းချုပ်သွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ကရင်ပြည်နယ်ကော်ကရိတ်မြို့မြောက်ဘက်ပိုင်းနဘူးတရာကျိုးကော်ကရိတ်လမ်းပိုင်းတစ်လျှောက်မှာရှိတဲ့ကျေးရွာတွေကိုစစ်ကွန်ရှင်တပ်ကပြန်လည်ထိန်းချုပ်နိုင်ပြီလို့သိရပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာ6ရက်မှာစစ်ကွန်ရှင်လောက်ခံ တက်မလေးလေးကနဘူးတရားစုံလမ်းမိုက်မှာရှိတဲ့နန်းကော်တီနောင်ထပ်ပန်းလန်ခိုပိုင်းမပြတာရင်စားရှိရဲ့ကျေးရွာတွေကို ပြန်လည်တင်ပိုက်ခဲ့တာပါအဲ့ဒီလမ်းပိုင်းကိုပြန်လည်ထိန်းချုပ်လိုက်တဲ့စစ်ကော်မရှင်ကဒေသခံတွေရဲ့နေအများပြားကိုဖျက်ဆီးခဲ့တဲ့အပြင်တန်မိုးရှိပစ္စည်းတွေကိုလည်းခိုးယူမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ် နဘူးတရားကျောလမ်းမိုင်းကို အကုန်လုံးရပြီးတော့စစ်ကောင်ရှင်တပ်ဟာနဘူးတက်နယ်ကနေတဆင်းဂျုံတို့ဂျုံပိုင်းတောင်တန်းတော်လန်အတိုင်းမြပတိုင်းရေဝဲတောင်စကန်ဘက်ကိုဆက်လက်စစ်ကြောင်းထိုးဝင်ရောက်နေပါတယ်။ နဘူတရားကျောလမ်းမိုက်မှာရှိတဲ့ရင်ခွဲတောင်စကန်ကို ပြီးခဲ့တဲ့ဧပြီလမှာတော်လိန်ပူပေါင်းတက်တွေကတင်ပိုင်နိုင်ခဲ့တာဖြစ်တယ်လို့ကြုံတိုးနဘူလမ်းနဲ့နဘူတရားကျောလမ်းမိုက်တွေကိုထိန်းချုပ်နိုင်ခဲ့ပေမဲ့အခုတော့နဘူတရားကျောလမ်းမိုက်ဟာစစ်တပ်လက်အောက်ပြန်ရောက်သွားပြီဖြစ်ပါတယ် စစ်ကောင်ရှင်ဟာရဲကောက်ပွဲကာလမတိုင်မီကရင်ပြည်နယ်မှာအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့မှုကြောင့်ဂျုံတို့ကော့ဂရိတ်လန်အာရှလန်တင်ငန်းညီနောင်ဗျူဟာနဲ့မြောက်ရီမြို့ကိုအလုံးစုံပြန်လည်တင်ပိုက်နိုင်ခဲ့တဲ့အပြင်လေးခေကော်မြို့တွေကိုလည်းတဝက်နီးပါးပြန်လည်တင်ပိုက်ထားနိုင်ပါတယ် နောက်ဆုံးပြပါတဲ့ငါတော့အမေရိကန်ကျောင်းသားချင်းငွေဒေါ်လာတက်တမ6ထရီလီယံကိုပုဂ္ဂလိကကိုရောင်းမှုစီစဉ်နေတဲ့ Trend ဆိုရာတဲ့င်းကိုပြောပြရင်ကျမရဲ့တဲ့င်းတင်ဆက်မှုကိုအဆုံးသတ်လိုက်ပါရစေရှင်။ အမေရိကန်သမ္မတဒေါ်နယ်ထရန်ဆိုရာပြည်ထောင်စုအစိုးရပိုင်းចောင်းသားချင်းွေပိုင်ဆိုင်မှုစုစုပေါင်းဒေါ်လာ1.6ထရီလျံရဲ့အစိပ်ပိုင်းတချို့ကိုပုဂ္ဂလိကဈေးကွက်မှာရောင်းချဖို့စဉ်းစားနေရလို့ပေါ်လက်တီကိုသတင်းစာကအဲ့ဒီကိစ္စနဲ့နှိစက်သူ၃ကိုကိုကပီသတင်းဖော်ပြခဲ့ပါတယ်။ အဲ့ဒီသတင်းနဲ့ပတ်သက်လို့အင်ဖြူရောဘန်နာရေးဌာနနဲ့ပညာရေးဝန်ကြီးဌာနကိုရိုက်တာသတင်းဌာနကမေးမြန်းခဲ့ပေမဲ့ပြန်လည်တုတ်ပြန်မှုမရှိခဲ့ပါဘူးအခုအစီအစဉ်အတွက်ဆွေးနွေးမှုကိုပညာရေးဝန်ကြီးဌာနနဲ့ဘန်နာရေးဝန်ကြီးဌာနကအစစ်မြေအရာရှိတွေပြုလုပ်ခဲ့တာဖြစ်ပြီးတော့အမေရိကန်နိုင်ငံသား55တန်ခန့်ကအစိုးရကိုပေးဆက်ဖို့ရှိတဲ့စင်းငွေပိုင်ဆိုင်မှုအစုအဝေးတွေကပြန်လည်ပေးဆက်ဖို့ကောင်းမွန်တဲ့စိတ်ပိုင်းတွေကို ပုဂ္ဂလိကကို ရောင်းချဖို့ဖြစ်ပါတယ်အဲ့ဒီဆွေးနွေးပွဲ ကိုအကျွေးဝယ်ယူနိုင်ခြင်းရှိတဲ့လုပ်ငန်းရှင်တွေအပါအဝင်စက်မှုလုပ်ငန်းတွေက အမှုဆောင်ရရှိတွေပါတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ထရန့်အာနာရလာပြီးတဲ့နောက်အမေရိကန်မှာရှိတဲ့ Harvest, Columbia နဲ့ Cornell စတဲ့တက္ကသိုလ်တွေရဲ့သုတေသနရန်ပုံဝင်ဒေါ်လာဘီလီယံများစွာကို ထိန်းချုပ်တာနဲ့ဖြတ်တောက်မှုတွေပြုလုပ်ခဲ့ပါသေးတယ်။ ဒါပြင်နိုင်ငံတကာကျောင်းသားတွေရဲ့ဗီဇာတွေကိုရုတ်သိမ်းခြင်းနဲ့သူတို့အတွက်ရှောက်ထားမှုစီကံတစ်တွေချမှတ်ပြီးပြပကျောင်းသားတွေကိုကန့်သက်ဖို့စ조사ခဲ့ပါတယ်အရာတွေအပြင်တက္ကသိုလ်တွေမှာရှိတဲ့ကွဲပြားမှုတန်းသူညီမျှမှုနဲ့ပေါင်းစည်းပါဝင်မှုအစီအစဉ်တွေကိုပယ်ဖျက်ဖို့ဖိအားပေးခဲ့ပြီးလိုက်နာမှုမရှိတဲ့အကြောင်းတွေကိုရမုံငွေဖြတ်တောက်မယ်ဆိုပြီးချိန်ချမှုတွေပြုလုပ်ခဲ့ပါတယ်။ MP ရဲ့နင်းလေခင်ထူကြတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာပါ MP ရဲ့တင်ဆက်မှုတွေကိုအဆောင်တိကြည့်ရှုအားပေးသူအားလုံးနဲ့တကွဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအကျိုးပင်ကျေးဇူးတင်ရှိပါတယ်မြန်မာပြည်သူပြည်သားပေါင်းကိုစိတ်နှပြချမ်းမာချမ်းသာပြီးဘဝအမောတွေပြေကြပါစေရှင်